မွစလင်လက်နက်ကိုင် ARSA အဖွဲ့ကရခိုင်ပြည်နယ်ကိုတိုက်ခိုက်သိမ်းပိုက်အုပ်ချုပ်သွားမယ်လို့ထုတ်ဖော်ပြောဆိုလာမှုကဘာကြောင့်ဖြစ်နိုင်တယ်လဲဆိုတဲ့အပေါ်စီးရင်းနဲ့နိုင်ငံရေးအခက်အခဲတွေကြားသုံးသပ်မှုတွေရှိနေကြပါတယ်။ ARSA အဖွဲ့ကိုနှစ်မြောက်နှစ်ပတ်လည်စုဝေးပွဲမှာရခိုင်ပြည်နယ်ကိုတိုက်ခိုက်သိမ်းပိုက်အုပ်ချုပ်သွားမယ်လို့ကြုံဝါပြောဆိုခဲ့တာပါ။အဲ့လိုပြောဆိုခဲ့မှုဟာသူတို့ကို ထောက်ခံအားပေးနေတဲ့လူထုအတွက် မျော်လင့်ချက်ပေးပြီးစီယုံနဲ့လုံယိုးလုံစင်တာဖြစ်တယ်လို့ရခိုင်ဥဆောင်ပါတီ AFP မှာဥက္ကဋ္ဌဒေါက်တာအေးမောင်က CNN သတင်းဌာနကိုပြောပါတယ်။ဝန်ထမ်းကိုင်းအဖွဲ့ကြီး NGO people နိုင်ငံရေးပါတီတွေဖြစ်ဖြစ်ပေါ့။အဲသူတို့နဲ့အဲဘာသာတာဖြစ်တဲ့သူတို့ကိုထောက်ခံတဲ့လူကြီးဆိုရှိဖို့ပေါ့။အဲလူကြီးရဲ့ဝန်ထမ်းကိုင်းဖွဲ့ကြီးဒီထောက်ခံတဲ့နေရာဖြစ်ရှိ ့လူမျိုးထောက်ခံတဲ့နိုင်ငံရေးပါတီဒါတွေကတော့နော်နိုင်ငံရေးနိုင်ငံရေးရှိဒီမှာချက်တူကိုပုံဖော်ပြတာပေါ့အဲ့တော့အာသာချစ်ချစ်ပေါ့နော်တခြားဘန်ဂလီးကွန်မြူနတီနဲ့ပတ်သက်တဲ့နိုင်ငံရေးပါတီတွေချစ်ချစ်သူ့မှာလူလူရှိတယ်အဲ့တော့သူလူလူရဲ့နော်ရှေ့ရင်းနဲ့ပတ်သက်လို့ ော်လည်းနဲ့ကိုင်းဖြစ်စီဒီလည်းနဲ့ကိုင်းဖြစ်စီအရောက်ကိုညာနိုင်ငံရေးပါတီကြီးနိုင်ငံရေးပါတီအရောက်ကိုညာတော့စီယုံကြရဲညလေးကြလေးပဲပြေးကြတာပေါ့ဒါကလူလူလို့စီပါပဲအဲ့တော့အချာဒီနေ့အဲ့ဒီလိုမျိုးသူလည်းကြပြေးပါဘူးအခုက IRSA အဖွဲ့ဟာ မောင်တော်မြို့နယ်မြောက်ပိုင်းနဲ့ထိစပ်နေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဥခိယနယ်နချောင်းချာရီအနီးအနားတဝိုက်မှာလေ့ကျင့်ရေးစခန်းအသစ်တွေတည်ဆောက်ထားကြောင်းလဲရခိုင်သတင်းဌာနရဲ့ဖော်ပြထားချက်အရသိရပါတယ်။အရှိမ ARSA အဖွဲ့ဟာဘင်္ဂလားဒေ့ရှ်နယ်ဆက်က AA တက်စခန်းတွေကိုချောင်းမြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေပြီးမောင်တော်ဘူတိတောင်ရတိတောင်မြို့နယ်တွေကဒေသခံပြည်သူတွေကိုချုံခိုတိုက်ခိုက်တာအကြမ်းဖက်တပ်ဖြတ်တာတွေကိုလည်းလှုပ်ဆောင်နေကြောင်းဒေသတွင်းအရေးမြစ်တွေကပြောပါတယ်။ရခိုင်ပြည်နယ်မှာ ARSA အဖွဲ့အနေနဲ့ ဒေတာတစ်ခုကိုတင်ပိုက်ရယူမယ်ဆိုပါကမောင်တော်နဲ့ဘူးတီတောင်မြို့တို့သာဖြစ်နိုင်ကြောင်းစစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကထင်မြင်ယူဆထားကြတာပါဒါပေမဲ့ ARSA အဖွဲ့အနေနဲ့ရခိုင်ပြည်နယ်ကိုတိုက်ခိုက်သိမ်းပိုက်အုပ်ချုပ်နိုင်ဖို့ဟာမဖြစ်နိုင်ဘူးလို့တရုတ်မြန်မာရေးလေလာသုံးသက်သူဒေါက်တာလှကျော်စောက CNN သတင်းဌာနကိုပြောပါတယ်အဲဟိုကျင်းွားတာတော့ဘယ်သူဆိုကျင်းမှလို့ရတာပဲအဲ့တော့သိတာပေါ့ဘယ်လောက်လုံးနိုင်မလဲလို့သူတို့ ကိုအသက်ရှင်မှုတောင်တော်တော်ခက်မိပုံရတယ်လေအေးအေးနဲ့လည်းအဆင်ပြေတာမှမဟုတ်တာကြီးအဲ့တော့အေးကလည်းသူ့ရဲ့အောင်ပွဲရေးကစက်တရနေတာပဲဖြစ်တော့နော်အဲကျမတော့တိတ်မခင်ပါဘူးပြဿနာကလည်းပဲပြောကြတာပါပဲပြောပါစေလက်ရှိမှာအေးဟာမောင်တော်မြောက်ပိုင်းကိုနေမြေရှင်းလင်းရေးဦးစားပေးလှုပ်ဆောင်နေပြီမေယူတောင်ကျော်တစ်ချောင်းမှာလည်း တက်စုခွဲကစခန်းချကင်းဆောင်တော့စစ်ကြောင်းထူရုံနဲ့ ARSA အဖွဲ့ရဲ့လှုပ်ရှားမှုတွေကိုရှင်းလင်းနေကြောင်းသိရပါဗျ။ ARSA အဖွဲ့ရဲ့ပြဿနာကို AA ဘက်ကကင်တွဲဖြေရှင်းပုံဟာအရန်တိမ်မွေ့လွန်းနေတယ်လို့နိုင်ငံရေးလိလာသုံးသက်သူဦးကြည်မင်းကစီရင်တဲ့တင်ဌာနကိုပြောပါဗျ။အဲ့ဒါကတော့အရန်တိမ်မွေ့တယ်ကွာသူတို့သက်ဆိုင်ရာတောင်ရှိရဲ့လေလွတ်ကြပါလိမ့်မယ်နော်။ဆရာတို့မပြောချင်ပါဘူးပဲဟာနော်။တို့ကတော့ Facebook မှာတော့ရေးလိုက်သေးတယ်။ဟိုခိုးဝင်နေတယ်တို့လက်မတွေ့ဘူးလို့ တို့လူမျိုးတို့ရဲ့တော်ရခိုင်နေနဲ့ရင်ချင်းမူရင်တူတဲ့တူချင်းပဲလက်တွဲမယ်လို့အဲ့လိုရောရေးလိုက်ပါသေးတယ်အဲ့တိုင်းမှာပဲပြောချင်ပါတယ်နော်လက်ရှိမှာအေးထင်းကျုပ်ထားတဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသထဲကမှမောင်းတော်ပူစီတောင်နဲ့ရတိတောင်မြို့တို့မှာအရာအစစ်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေဟာ2025ခုနှစ်အတွင်းပုံမှန်ကျပြန့်လာခဲ့ကြောင်းမေလကနေအောက်တိုဘာလအတွင်းအရာအစစ်အဖွဲ့ရဲ့ပြစ်ခတ်မှုကြောင့်အရက်သား90ဝန်းကျင်တေဆုံးခဲ့ကြောင်းရခိုင်တည်ထောင်ဌာနတွေကဖော်ပြထားပါတယ် ARS ရဲ့အဖွဲ့ဟာရခိုင်ပြည်နယ်မှာ2025ခုနှစ်အတွင်းအရင်ကထက်ပိုမိုလှုပ်ရှားလာနေတာဖြစ်ပြီးအရက်သားတွေကအ धिक ပြစ်မှတ်ထားတိုက်ခိုက်နေကြောင်းလဲစစ်ရေးနဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြကြပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ ARS ရဲ့အဖွဲ့တို့ပိုမိုလှုပ်ရှားလာမှုအပေါ်အေးအနေနဲ့ထိရောက်စွာဖြေရှင်းနိုင်မှုရှိပါမလားလို့လဲစစ်ရေးနဲ့နိုင်ငံရေးကိစ္စတွေကြားမေးခွန်းထုတ်မှုတွေရှိနေပါတယ်။